အရင်မြင့်ဒီကိုအတူတကွလေ့လာသုံးသပ်မှုအစီအစဉ်ကနေကြိုးဆိုပါရစေ။ဒီနေ့မှာတော့လေတရားခွင်တဲ့ကစုံတော့အလုပ်တစ်ခုကိုလေ့လာကြည့်ကြမှာပါ။မျက်မြင်သက်သေမရှိတဲ့အမှုတစ်ခုမှာတရားသူကြီးကပြန်ကျင်းနေတဲ့တဲလွန်စာတွေကိုသုံးပြီးတော့မှုခင်းရဲ့ဇလန်းတပုတ်ကိုဘလို့ပြန်တိဆောက်တယ်လဲဆိုတာပေါ့။ အမှုနယ်တိုင်းရဲ့မဆိုင်ဘူးလို့ကျင်ရတဲ့တင်းခဲ့တဲ့အချက်လက်တွေနဲ့မန္တရားကိုဘလို့ဖော်ထုတ်သွားတယ်လဲဆိုတာကို78ခု92တက်တေကအဥပဒေတွေကဒီကားကြတဲ့အပိုင်းနှစ်ခုကိုအခြေခံပြီးဆွေးနွေးသွားကြမှာမယ်။အရန်စိတ်ဝင်စားစရာကောင်းတဲ့ရှုထောင့်တစ်ခုကနေစလိုက်တာပဲ။ဟုတ်ပါတယ်။တရားခွင်တိုင်းမှာမျက်မြင်တည့်တည့်ရှိနေတာမှမဟုတ်တာပဲ။အဲ့ဒီအခါမှာတရားစီရင်ရေးက circumstantial evidence လို့ခေါ်တဲ့တွေ့ဝိုက်တည့်တည့်တွေကိုအားကိုးရပါတယ်။ ဒီနေ့ဆွေးနွေးမယ့်ပုံမှာခုနှစ်နှစ်ရှစ်ဆိုတာကအဲ့ဒီတွယ်ဝိုက်တက်တဲ့တွေကိုစူးစိဖို့အကစီမြန်စာအုပ် rule book တခုလိုပါပဲလူတယောက်ရဲ့အဖြူမူကြိုတင်ပြင်ဆင်မှု အမှုဖြစ်ထွားတဲ့ပုံဝန်းကျင်အခြေအနေအင်းဒါဒီအလုံးကမှုကြီးရဲ့ကြီးမားတဲ့ပုံဖော်ကာချာ jigsaw puzzle တခုမှာအရေးပါတဲ့အစိတ်ပိုင်းတွေဘလို့ဖြစ်လာတယ်လဲဆိုတာကိုတွေ့ရမှာပါ jigsaw puzzle ဆိုတဲ့စကားလုံးကိုသဘောကျတယ်။ဒါဆိုရင်လို့ရှုပ်ထွေးနေတဲ့အစိပ်ပိုင်းတွေကိုတစ်ခုချင်းစီယူပြီးတော့မှအမှန်ကနေနေရာမှာပြန်ထားကြည့်ရအောင်။ပထမဆုံးအနေနဲ့ပုံမခွန်ကိုကြည့်ကြရပါတော့။ဒီပုံမကအမှုအခင်းဖြစ်ပွားခဲ့တဲ့မြင်ကွင်းပေါ့နော်။ scene of the crime ကိုခြုံငွင်းပြီးကြည့်တာလို့ပြောလို့ရမလားရှင်။အတိအကျပါပဲ။ပုံမခွန်ကယူပိုင်းဆိုင်ရာဘဝင်းချင်းကိုအဓိကထားတယ်။တရားဥပဒေကအမှုခင်းတစ်ခုကို လေဟာနယ်လည်းမဖြစ်ပွားခဲ့တဲ့အရာတကူလို့မမြင်ပဲသူမှာအကြောင်းအချို့ဆက်ဆက်မှုတွေပတ်ဝန်းကျင်အခြေအနေတွေရှိတယ်လို့လက်ခံထားတယ်။ဒါကိုနားလေလွယ်အောင်ပြောရရင်အပိုင်းသုံးပိုင်းခွဲကြည့်လို့ရတယ်။ဘုရမတစ်ခုကပြစ်မှုကျူးလွန်ဖို့အခွင့်အလမ်း opportunity ပေးလိုက်တဲ့အခြေအနေဒုတိယတစ်ခုကအမှုမဖြစ်ခင်နဲ့ဖြစ်နေတော့ကတည်ရှိနေတဲ့ပတ်ဝန်းကျင်အခြေအနေပေါ့ state of thing လို့ခေါ်တာပေါ့လေ။တတိယတစ်ခုကတော့အမှုဖြစ်ပြီးနောက်မှာကြံခဲ့တဲ့နောက်ဆက်တွဲအကျိုးဆက် effect တွေပါပဲ။ကောင်းပြီ။ဒီတော့ အခွင့်အလမ်းဆိုတာနေစကြည့်အောင်ဥပဒေထက်ကဥပမာတစ်ခုမှာလူတစ်ယောက်ဘီပေါ့သူကလူစီကားတဲ့ဈေးထဲမှာသူ့မှာပိတ်ဆံအများကြီးပါတယ်ဆိုတာကိုလူမြင်အောင်ထုတ်ပြတယ်။မကြခင်မှာပဲသူလူခံရတယ်။လူတဲ့သူကအေးပေါ့။ဆိုတော့ပထမတစ်ချက်ကြည်လိုက်ရင်ကိုပိတ်ဆံကိုထုတ်ပြတာကဘာဖြစ်လဲလို့တွေးစရာပဲလေ။ဒီလိုရကတရားဝင်ထဲမှာဘာလို့အရေးကြီးတဲ့တသက်ဖြစ်သွားရတာလဲ။ဒါကလူခံရတဲ့သူ့မှာအဖြစ်ရှိတယ်လို့ဆိုလို့နေတယ်လို့ဖြစ်မနေဘူးလား။ ဒါကရန်ကောင်တွေမိကွန်ပါဥပဒေရဲ့ရည်ရွယ်ချက်ကအလူခံရသူကိုအပြစ်တင်ဖို့လုံးဝမဟုတ်ပါဘူးဒါပေမဲ့အမှုရဲ့ဇလန်းကိုပြေဆုံးစေဖို့ပါဒီလုံရက်ကတရားခံအေအီအတွက်ဘာကိုဖြစ်စေခဲ့တယ်လဲအခွင့်အလမ်းကိုဖန်တီးပေးလိုက်တာပါသူကဘ누구ကိုလူရမလဲဆိုတာကိုရှာနေချိန်မှာဘီရဲ့လုံရက်ကသူ့အတွက်ပြစ်မှတ်တစ်ခုကိုဖော်ထုတ်ပြလိုက်တယ်လို့ဖြစ်သွားတယ်ဒါကအမှုရဲ့ဘာကြောင့်ဆိုတာမေခွန်းကိုဖြေဖို့ကူညီပေးတဲ့အချက်လက်တစ်ခုပဲ ပြင်မှုတစ်ခုရဲ့ဘဝင်းကျင်ကေဟာစင်တဲ့ ecosystem တစ်ခုလုံးကိုကြည်တာပါအပြည့်ကင်းပုံရတဲ့လုံရဲ့တစ်ခုကပြင်မှုတစ်ခုဖြစ်လာဖို့စင်မြင့်တစ်ခုကိုမတော်တဆပြင်ဆင်ပေးလိုက်တယ်လို့ဖြစ်သွားနိုင်တယ်ဆိုတာကိုဥပဒေကအတိအမှတ်ပြုထားတာပါ Oh context is everything ဆိုတာမျိုးပေါ့အဖြစ်အပျက်တစ်ခုတည်းကိုမကြည့်ပဲအဲ့ဒီအဖြစ်အပျက်ကို ဖြစ်လာစေတဲ့ပဝန်းကျင်အခြေအနေလေးကိုပါထည့်စဉ်းစားတာကိုဒါဆိုရင်ပဝန်းကျင်အခြေအနေ state of things ဆိုတာကကိုဘယ်လိုမျိုးလဲ လူတယောက်ရဲ့ကျမ်းမာရေးအခြေအနေလိုမျိုးကအမှုမှာတက်တေဖြစ်နိုင်တယ်ဆိုတာမျိုးကြားဖို့တယ်။ဟုတ်ပါတယ်။အစိတ်ခတ်မှုဥပမာတစ်ခုနဲ့ရှင်းပြရင်ပုံမြင်သာတွားပါလိမ့်မယ်။အေဗာဘီကိုအစိတ်ခတ်တယ်လို့ဆွဆွဲခံထားတယ်လို့ဆိုပါစို့။ဒီနေရာမှာအစိတ်မခတ်ခင်ကဘီရဲ့ကျမ်းမာရေးအခြေအနေကအရန်အရေးကြီးတယ်ပတ်ဝန်းကျင်အခြေအနေဖြစ်ပါတယ်။ဥပမာဘီရကငကိုကားလေးကနှလုံးရောဂါအခန့်ရှိတယ် ဒါမှမဟုတ်အရန်ဖျားနာနေတဲ့ဆိုရင်အစိတ်ပမာဏနည်းနည်းလေးကတော့သူကိုသေးစေနိုင်တယ်။တကယ်လို့ဘီတာကျမ်းမာနေတဲ့သူဆိုရင်အဲ့ဒီအစိတ်ပမာဏကသူကိုဘာမှမဖြစ်စေနိုင်ဘူး။ဒီအချက်က A ရဲ့လိုရက B ကိုဘာကြောင့်သိစေခဲ့တယ်ဆိုတာကိုရှင်းပြနိုင်တဲ့အဓိကတော့ချက်ဖြစ်လာပါတယ်။ဆိုလိုတာကတော့တရားခံရဲ့လောရနဲ့တည်ဆုံးမှုခြားကဆက်ဆက်မှုကို ပိုပြီးခိုင်မာစေတဲ့အချက်လတ်ပေါ့။ B ရဲ့ငကူကျမ်းမာရဲ့အချီနီက A ရဲ့အစိတ်ခတ်တဲ့လောရကို ပိုပြီးတေစီလောက်တဲ့ချင်းနီဖြစ်အောင်ဖန်တီးပေးလိုက်တဲ့သဘောမျိုးရဲ့နော်တိတိကြကြပါပဲအေးအထဲမှာနောက်တစ်ချက်ထပ်ပေါင်းလို့ရသေးတယ်အေက B ရဲ့အလေးအထကိုတည်ထားတယ်ဆိုပါစို့ဥပမာ B ကညအစာကိုတယောက်တည်းစားတတ်တယ်ဆိုတာကို A ကတည်ထားရင်ဒါက A တို့အစိတ်ခတ်ဖို့နောက်ထပ်အခွင့်အလမ်းတစ်ခုဖြစ်သွားပြန်ရောဒီလိုအချက်အလက်တွေအားလုံးပေါင်းဆက်လိုက်တဲ့အခါ တရားသူကြီးရဲ့စိတ်ထဲမှာအမှုရဲ့ပုံအေကပို့ပြီးပြည့်လုံရှင်းလင်းလာတာပေါ့ကောင်းပြီဒါဆိုရင်အမှုမဖြစ်ခင်ကအခြေအနေတွေကိုကြည့်ပြီးပြီအမှုဖြစ်ပြီးသွားတဲ့အခါကြံခဲ့တဲ့အရာတွေကကောကျမထင်တာတော့မှုခင်ရှိမှကြံခဲ့တဲ့ခြေရာတွေယုံးကန်ထားတဲ့အမှတ်တကားတွေလိုမျိုး not set တွဲအကျိုးဆက် effect ဒီကအခိုင်အမာဆုံးတက်တည်တွေဖြစ်မယ်ထင်တယ်မှန်ပါတယ်အဲ့ဒါတွေကတိတ်ဆိတ်နေတဲ့တက်တည်တွေပါပဲ လူတတ်မှုတစ်ခုမှာမျက်မြင်သက်သေမရှိပေမဲ့အခန့်ထဲမှာကြံခဲ့တဲ့တရားခန့်ရဲ့ခြေရာတကားမှာကြံခဲ့တဲ့လက်ရာတမမုံတစ်ဆုံးလူတဲ့လက်သေးကြမှာတွေ့ရတယ်တရားခန့်ရဲ့အေးပြားဆဲလေကဒီနေရာမှာပြစ်မှုတစ်ခုဖြစ်ပွားခဲ့တယ်ပြီးကိုယုံကံမှုတစ်ခုရှိခဲ့တယ်ဆိုတဲ့ဇလံကို အတန်တိတ်ဖျော်ပြနေတာပါဒီရောက်ပိုင်းဆိုင်ရာအကျိုးဆက်တွေကပဇောမှာလုံးဝခောက်လို့မဖြစ်တဲ့အစိပ်ပိုင်းတွေပါပဲ။ဟုတ်ပြီ။ပုံမှန်ခွန်ကအမှုရဲ့ရောက်ပိုင်းဆိုင်ရာပဝန်းကျင်ကိုရှင်ပြသွားတယ် ဒါပေမဲ့ပြစ်မှုဆိုတာပဝန်းကျင်တစ်ခုတည်းနဲ့ပြီးတာမှမဟုတ်တာလူသားလေးရဲ့စိတ်ခံစားချက်ရည်ရွယ်ချက်တွေပါလာပြီအခုပုံမှန်ရှစ်ကိုစက်ကြည့်အောင်ဒီနေရာမှာတော့ကျွတ်တို့က forensic နဲ့စိတ်ပညာဘက်ကိုကူးပြောင်းသွားတယ်လို့ခန်းစားရတယ်အရန်ကောင်းတဲ့အကူပြောင်းတစ်ခုပါပုံမှန်ရှစ်ကအမှုရဲ့လူသားဆန်လဲပချမ်းကိုအတိကထားပါတယ်လူတယောက်ကိုပြစ်မှုကျူးလွန်အောင်တွန်းအားပေးတဲ့အရာကပါလေသူဘယ်လိုကြိုတင်ပြင်ဆင်ခဲ့တယ်လဲအမှုဖြစ်ပြီးတဲ့နောက်မှာသူဘယ်လိုပြုမှုနေထိုင်တယ်လဲ ဒီအချက်၃ချက်ကိုအတိကထားပါလေစစ်စောချက် motive ပြင်ဆင်မှု preparation နဲ့အပြုမှု content ပါ motive စစ်စောချက်ဆိုတာက စိတ်ဝင်စားစရာပဲဒါကလူတယောက်ရဲ့စိတ်ထဲကိုဖောက်ထွင်းကြည့်တာနဲ့တူတယ်တရားဝင်ကလူတယောက်ရဲ့စိတ်ထဲမှာတကယ်ဘာဖြစ်နေလဲဆိုတာကိုဘယ်လိုလုပ်တက်တည်ပြနိုင်မှာလဲဒါကမန်းဆချက်တက်တက်ဖြစ်မနေဘူးလားဥပမာတစ်ခုမှာ A က B ကိုတတ်မှုနဲ့တရားဆွဲခံရတယ်အချောင်းငင်းက B က A ရဲ့လူတတ်မှုလို့ဝတ်ချက်တစ်ခုကိုတည်နေလို့တယ် B ကတည်နေတယ်ဆိုတာက A ရဲ့စိတ်ထဲမှာရှိနေတဲ့အရာလေး။ဒါကဥပဒေရဲ့အနုစိတ်တဲ့အပိုင်းတစ်ခုကို ထိမိတယ်မေခွန်းပဲ။တရားယုံက A ရဲ့စိတ်ထဲကိုဝင်ကြည့်ပြီးတော့သူဒီလို တွေးခဲ့တယ်လို့100%တည်တည်ပြနေတာမဟုတ်ပါဘူး။ဒါပေမဲ့ A မှာ B ကိုတက်ပြစ်ဖို့အလွန်ခိုင်မာတဲ့အကြောင်းပြချက်တစ်ခုတရှိနေခဲ့တယ်ဆိုတာကိုတည်တည်ပြတာပါ။ ဥပမာ B ကသူ့လူဝတ်ချက်ကိုဖွင့်ချမယ်လို့ချင်းချုပ်ခဲ့တာဒါမှမဟုတ်ပိတ်ဆံညှက်ခဲ့တာမျိုးတွေရှိခဲ့ရင်အဲ့ဒီအချက်တွေက A အထက် B ကိုရှင်းပြဖို့တွန်းအားတစ်ခုဖြစ်စေခဲ့တယ်ဆိုတော့ကြိုးចောင်းစီလျော်တဲ့ကောက်ချက်တစ်ခုကိုတိဆုပ်ပေးလိုက်တာပါဒါကမန်းစားချက်မဟုတ်တော့ပဲအချက်လက်တွေအပေါ်အခြေခံတဲ့စင့်ချင်တုံးတက်မှုဖြစ်သွားပါတယ်အော်ဆိုတော့ခိုင်မာတဲ့အကြောင်းပြချက် motive ရှိနေခြင်းကအဲ့ဒီလူဟာဖြစ်မှုကျူးလွန်သူဖြစ်နိုင်ခြေကိုတည်သေးသားသာမြင့်တင်ပေးလိုက်တဲ့သဘောပါပဲ။ ကောင်းပြီဒါဆိုရင်ဘာကြောင့်ဆိုတဲ့ motive ကနေဘလို့ဆိုတဲ့ဖြင်းစင်မှု preparation ဘက်ကိုဆက်သွားရအောင်လူတယောက်ကပြစ်မှုကျူးလွန်မှုကြိုးတင်ကြံစီခဲ့ရဲဆိုတာကိုဘလို့အချက်ဒီနဲ့သက်သက်ပြမလဲရှင်ဖြင်းစင်မှုဆိုတာကရည်ရွယ်ချက်ကိုပြတာတဲ့လောရက်တွေပေါ့ဥပမာ A က B ကိုအစိတ်ခတ်တက်ခဲ့တယ်ဆိုတဲ့အမှုမှာအမှုမဖြစ်ပွားခင်ရက်အနှဲငယ်အလုံးမှာ A ကအသုံးပြုခဲ့တဲ့အစိတ်မျိုးစားနဲ့တူညီတဲ့အစိတ်ကိုစေးဆိုင်တဆိုင်ကနေဝယ်ယူခဲ့တယ်ဆိုတဲ့အထောက်အထားက အလွန်အရေးပါတဲ့ပြင်ဆင်မှုတက်တဲ့ဖြစ်ပါတယ်။ဟုတ်တယ်။အစိတ်ဝဲတာတစ်ခုတည်းနဲ့တော့သူ့ကိုလူတက်တရားခံလို့ပြောလို့မရသေးဘူး။ဒါပေမဲ့တခြားချက်လက်တွေနဲ့ပေါင်းဆက်လိုက်တဲ့အခါဒါကအမှုရဲ့ဇက်လမ်းမှာအလွန်ခိုင်မာတဲ့အခမ်းအနားထင်လာပါတယ်။ DK contest နဲ့ပြောရင်ကောဥမာ online ကနေငွေလိမ်လည်မှုနဲ့ဆွဆွဲခံရတဲ့သူတယောက်ကိုစစ်ဆေးတဲ့အခါအမှုမချိခင်တလလောက်ကတည်းက သူက um how to be anonymous online or how to erase digital footprints တို့လို့စောက်တီဝဲဖတ်ခဲ့တာဒါမှမဟုတ်အဲ့ဒီအကြောင်းတွေ Google မှာအကြိမ်ကြိမ်ရှာခွေခဲ့တာမျိုးကပင်စင်မှုတက်တဲ့အဖြစ်တင်ပြလို့ရမှာပေါ့ဒါအကောင်းဆုံးဥပမာတစ်ခုပဲအဲ့ဒီလို Google မှာရှာတာစောက်ဝဲတာကသူ့ဘာသာသူဆိုရင်ရာဇဝဲမှုမဟုတ်ဘူးလုံးဝပြကင်းတယ်ဒါမဲ့ငွေလင်လင်မှုဆိုတဲ့ context ထဲမှာထည့်လိုက်တဲ့အခါအဲ့ဒီလို့ရတဲ့ကရည်ရွယ်ချက်ရှိရှိကြိုးတင်ပင်စင်ခဲ့တယ်ဆိုတဲ့တုံ့ကို ထင်ရှားစေတဲ့ puzzle အစိပ်ပိုင်းတွေထည့်လာတာတည်တန်းစာအတူလို့ယူဥပမာမှာလည်းဒီလိုပဲတည်တန်းစာအတူမလုတ်ခင်မှာရှစ်နေနဲ့သွားတိုင်းဝင်တာအကြောင်းအရာတွေကိုစုံစမ်းမြင့်မြတ်တာတွေအလုံးဟာပင်စင်မှုတဲ့တွေဒီပါပဲကောင်းပြီအခုအရေးကြီးဆုံးအပိုင်းထစ်တဲ့အဖြူအမှု contact ကိုရောက်လာပြီလူတယောက်ရဲ့အဖြူအမှုအထူးသဖြင့်အမှုထစ်ပြီးနောက်ပိုင်းအဖြူမှုတွေကအများကြီးတဲလုံးစားပေးနိုင်တယ်လူတိုင်းတည်တဲ့ဂန္ဓဝင်ဥပမာကတော့တရားခံကရဲကိုမြင်တာနဲ့ထပ်ပြေးတာပဲမဟုတ်လား ဟုတ်ပါတယ်အဲ့ဒါအပြုမှုရဲ့အရှင်းဆုံးပုံစံပဲဥပဒေထဲကဥပမာမှာ A က B ကိုလူမလူအငင်းပွားမိခြင်းလူတစ်ယောက်က A ရဲ့ရှေ့မှာ B ကိုလူတဲ့သူကိုရဲတဲ့လိုက်ရှာနေပြီလို့ပြောလိုက်တယ်အဲ့ဒီစကားကြားတာနဲ့ A ကချက်ချင်းထွက်ပြေးသွားတယ်ဒီထွက်ပြေးခြင်းဆိုတဲ့အပြုမှုကစကလုံးပေါင်းများစွာထပ်ပို့ပြီးအိဘယ်တက်ရောက်သွားတယ်ဒါဟာပြစ်မှုကျူးလွန်ကြောင်းတွဲဝိုက်ပြီးဝန်ခံလိုက်တာနဲ့အကျွတ်တူပါပဲဒါဖြင့် တက်တဲ့ကို lap ထိုးတာတက်တဲ့ PC ဖျောက်ဖျက်တာတွေအလုံးကလည်းပြစ်မှုကျူးလွန်သူတယောက်ရဲ့အပြုမူကြီးပါပဲဒါပေမဲ့ဒီနေ့ကနည်းနည်းရှုပ်ထွေးနိုင်တဲ့မြေခွန်းတစ်ခုရှိတယ်လုံရက်နဲ့စကားပြောတာကြားမှာဥပဒေကဘလူးမြင်သားထားလေလူတယောက်ကရာဇဝဲမှုနဲ့ပတ်သက်ပြီးတခုခုကို ပြောလိုက်တာကအပြုမူမြောက်တလားရှင်ဒါကအရန်ရေချီးပြီးအတ္တိအကျတိထားမယ်အချက်ပါဥပဒေကဒီနှစ်ခုကိုရှင်းရှင်းလင်းလင်းခွဲခြားထားတယ်ပုမရှိရာ ြောဆိုချက်တသက်ကအပြုမှုမဟုတ်ပါဘူးအဲ့ဒီပြောဆိုချက်ကလောရက်တစ်ခုခုနဲ့ဆက်ဆက်နေရမယ်ဒီလိုစဉ်းစားကြည့်ပါလူတယောက်ကသူ့တငယ်ချင်းကိုငါဒေါသထွက်လုံးလို့ကွန်ပျူတာကိုကြိုက်ခွဲပစ်ချင်တယ်လို့စပ်ပုတ်လိုက်တယ်ဒါကပြောဆိုချက် statement တသက်ပဲဒါပေမဲ့သူကအဲ့ဒီစာကိုပို့ပြီးပြီးချင်း CCTV မှာသူတန်တူရင်တက်လက်သွားဝယ်နေတာကိုတွေ့လိုက်ရတယ်ဆိုရင်ကိုအဲ့ဒီအခါမှာ ူ့ရဲ့စားကအတိတ်ပဲအများကြီးရှိသွားပြီဥပဒေက စကားတတ်တတ်စကားနဲ့လုတ်ရပေါင်းဆက်ထားတာကိုပို့ပြီးအလေးထားတယ်အယံရှင်းသွားပြီဆိုတော့မူဒိန်မူတခုမှကာယကံရှင်အမျိုးသမီးကကျွန်မမူဒိန်ကြင်ခံခဲ့ရပါတယ်လို့သူမိသားစုကိုပြောပြတာတသက်ကပုံမှန်ရှိအရာအပြုတ်မှုမဟုတ်ဘူးဒါပေမဲ့သူကရဲစခန်းကိုသွားပြီးတိုင်းချက်ဖွင့်တယ်ဆိုတဲ့လို့ရကတော့ခိုင်မာတဲ့အပြုတ်မှုတည်တည်ဖြစ်သွားတာပေါ့အတိအကျပဲတိုင်ကြခြင်းဆိုတဲ့လို့ရတာ ူပြောတဲ့စကားကိုအားဖြည့်ပေးလိုက်တာပါဒီနေရာမှာပို့ပြီးစိတ်ဝင်စားစရာ ကောင်းတာက အပြုမူရဲ့စန့်ကျင်ဘက်ခြမ်းပဲတိတ်ဆိတ်ခြင်းကကောအပြုမူဖြစ်နိုင်သလားအိုးဒါစဉ်းစားစရာပဲဘာမှမလုပ်ပဲနေတာကဘလို့လုပ်တဲ့တည်ဖြစ်နိုင်မှာလဲဖြစ်နိုင်ပါတယ်ဥပဒေကတခါလီမှာတိတ်ဆိတ်ခြင်းကစကလုံးလေးတက်ပို့ကျဲလောင်းတယ်ဆိုတာကိုအတိမပြုထားတယ်ဥပမာတစ်ခုမှာ A က B ကိုအကျွေးတစ်တောင်းပေးစရာရှိမရှိအငင်းပွားနေတယ် အဲ့ဒီအချိန်မှာလူတယောက်ဒီက A ရဲ့ရှေ့မှာ A ကြောင်း A ကိုမညုံနဲ့သူ B ကိုအကျွေးတောင်ပေးစရန်ရှိတယ်တယ်လို့ပြောလိုက်တယ်အဲ့ဒီစကားကိုကြားတော့ A ကဘာမှပြန်မပြောဘူးညင်းလည်းမညင်းပဲတိတ်တယ်လည်းထွက်သွားတယ်ဒီလိုတုံ့ပြန်မှုရှိပဲထွက်သွားတဲ့ A ရဲ့ပြုမူဟာအကျွေးတင်တေတာကိုတွေ့ဝိုက်ပြီးဝန်ခံလိုက်တယ်လို့အတေးပဲတက်ရောက်သွားတဲ့အတွက် အမှုနဲ့ဆက်ဆိုင်တဲ့တတ်သိထဲသွားပါတယ်တော်တော်လေးနဲ့နေတဲ့ဆိုတော့ဥပဒေကလူတွေရဲ့လုပ်ရတဲ့ကိုရော မလုပ်ပြဲနေတဲ့တိတ်ဆိတ်မှုကိုပါအတိတ်ပဲဖွင့်ဆိုပြီးထဲ့တွင်စဉ်းစားရတဲ့ဆိုတဲ့သဘောပါပဲဒါတွေအလုံးကိုပြန်ခြုံငုံကြည့်လိုက်ရင် ပုံမှန်9နဲ့8ကတရားစီရင်ရေးကိုမျက်မြင်သက်သက်တတိတဲ့ပုံမှန်မိခုံမနေစေပဲလူကျောရဲ့စိတ်ရည်ရွယ်ချက်ကြိုးချင်းပင်စင်မှုအပြုမှုနဲ့အမှုဖြစ်ပွားရာပတ်ဝန်းကျင်ချင်းနဲ့အားလုံးကိုဖဆက်အစိတ်ပိုင်းတွေလိုဆက်ဆက်ပြီးအမှုရဲ့ဇလန်းအပြစ်အဆုံးကိုတိဆောက်ခွင့်ပေးထားတာပဲအချုပ်အဖင့်ပြောရရင်ဒါပါပဲဒီပုံမှန်တွေကတရားစီရင်ရေးမှာကြိုးချောင်းစီလျော်မှုကိုဘလို့အလေးထားတယ်ဆိုတာကိုပြနေတာမန်းစားချက်ဒီပေါ်အခြေမှခံပဲ လက်တွေ့ကြတဲ့အချက်လက်တွေအပြုမှုတွေကနေတဆင့်အမှန်တရားကိုရှာဖွေတဲ့စနစ်တကျနီလန်တစ်ခုကိုချမှတ်ပေးထားတာပါမျက်မြင်သက်တည်မရှိတဲ့တိုင်အောင်ခိုင်မာတဲ့အမှုတိစောပုံးကိုဖန်တီးနိုင်အောင်လမ်းဖွင့်ပေးထားတာဖြစ်ပါတယ်ဒီနေ့ဆွေးနွေးခဲ့တာတွေအရတင်းငယ်တယ်လို့ထင်ရတဲ့အပြုမှုတစ်ခုကြိုတင်ပစ္စည်းမှုတစ်ခုကအမှုတစ်ခုလုံးရဲ့ရလက်ကိုဘလို့ပြောင်းပြန်လမ်းပစ်နိုင်တယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပါတယ် ရဲလာမယ်ကြားလို့ထပေးလိုက်တာဒါမှမဟုတ်ကိုရှိမအကျွေးတင်ကြောင်းပြောနေတာကိုဘာမှပြမရှင်းပြပဲထွက်သွားလိုက်တာလိုမျိုးလုပ်ရလေတခုကတရားခွင်မှာအဆုံးအဖြစ်ပေးနိုင်တဲ့တက်တည်တခုဖြစ်သွားနိုင်နေဆိုတာကဥပဒေရဲ့နက်နဲပြီးစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းနဲ့နော်ဒီနေရာမှာစက်ပြီးစဉ်းစားရအတွေ့တခုခြံထားခဲ့ခြင်းပါတယ်ကျတို့ခုနကပြောခဲ့ကြသလိုပြောဆိုချက်တက်တက်ဟာပုံမှန်ရှစ်အရာအပြုမှုမဟုတ်ဘူးဒါပေမဲ့အဲ့ဒီပြောဆိုချက်ကပဲပုံမှန်30နှစ်အရာ တေခါနီထွက်ဆိုချက် dying declaration ဆိုပြီးအလွန်ခိုင်မာတဲ့တသက်တခုဖြစ်သွားနိုင်ပြန်တယ်။ဒါကဘာလို့ပြန်နေလဲဆိုတော့တသက်ခအချက်လက်တခုတွေကဥပဒေရဲ့မတူညီတဲ့ပုံမှန်တွေအောက်မှာမတူညီတဲ့အမိတ level တွေမတူညီတဲ့အရေးပါမှုတွေရှိနေနိုင်တယ်ဆိုတာပါပဲ။ဒါဆိုရင်တရားသူကြီးတယောက်ကဒီလိုမတူညီတဲ့ level တွေတတ်ထားတဲ့တသက်ခချက်တွေကိုဘလို့ချိန်ညီပြီးအမှုရဲ့နောက်ဆုံးပုံရိပ်အမှန်ကိုဖော်ထုတ်ဆုံးဖြတ်ပါတယ်လေ။အဲ့ဒါကတော့ဥပဒေပညာရဲ့အနုပညာတရားပါပဲ။